မင်္ဂလာပါရှင် The Celebrity News ရဲ့နိုဝင်ဘာလ3ရက်နေ့ည8:00နာရီအထိနောက်ဆုံးရအနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါရှင်။အခမ်းအနားတစ်ခုမှာစိုးပြတဲ့ဇင်နဲ့ဟင်းဝင်ရန်ကိုအခုလိုပညာသားပါပါအခြေမူခဲ့တဲ့ဝိုင်းစုခိုင်တဲ့ရဲ့သတင်းလူတွေမတုံးတဲ့ဘောစကိုင်းတီနဲ့အိတ်တွေဖက်ရှင်ပစ္စည်းတွေဖန်တီးကောင်လက်မှုပညာနဲ့သားသမီးတွေကိုကြောင်းထားနိုင်တဲ့မက်တီတာထွန်းရဲ့တရင်ကျန်းသာကျွယ်ဝတဲ့တတိမကြီးဆိုပေမဲ့မွေးနေ့ပွဲကိုဂုံပကာသနမပါပဲကျင်းပခဲ့တဲ့နန်တာလိုင်းရဲ့တရင် ချစ်သူနဲ့လမ်းခွဲလိုက်အပြေးမှာအရင်ကထက်ပုံမနှုပြိုကလှလာလို့လူပြောများနေရဲ့ဘော်ဘီဆော့ဆာရဲ့တရေပါဝင်ဝိုင်းစုခိုင်တဲ့အတိတ်ကအကြောင်းတွေကြောင့်ဆိုပြတဲ့စဉ်ကဟိဝီရဲ့နဲ့ခရီးထွက်ခွင့်မရှိကြောင်းပြောလာတဲ့စန်တီမြင့်လွင်ရဲ့တရင်ကိုရှုစားရမှာပဲဖြစ်ပါရှင်ကနာဒကူမှာဆိုပြတဲ့စင်းနဲ့ဟင်းဝီယန်ကိုခုလိုပညာသားပါပါချီးမိုးခဲ့တဲ့ဝိုင်းစုခိုင်တဲ့ အခုချိန်လူပြောများနေတာကတစိမ့်ကသိချင်းခဲ့ကြတဲ့ချစ်သူအောင်တွေဖြစ်ခဲ့တယ်။ဝိုင်းစုကိုင်တဲ့အခုမှပုံပုံနွေနွေလက်ထပ်ထားကြတဲ့မြို့ဝရနယ်စုပြည့်တို့မင်္ဂလာပွဲတစ်ခုမှထိတိုက်ဆောင်ခဲ့ကြတဲ့ဖြစ်ပျက်ပါပဲ။ဒီ၃ယောက်ထိတိုက်ဆောင်ခဲ့ကြတာကတော့ရုပ်ရှင်လောကရဲ့ဩစာကြီးမားတဲ့ producer တူဖြစ်တဲ့ကိုရွှေမန်းနဲ့ဒေါက်တာဖူးပွင့်ခိုင်တို့ရဲ့မင်္ဂလာအိတ်ခံပွဲကြီးမှာပါရှင်။အမှုပညာလောကတစ်ခုလုံးနေပါတယောက်ခဲ့တဲ့ဒီပွဲမှာဒီ၃ယောက်ရဲ့တွေ့ဆုံမှုကအားလုံးကမျှော်လင့်ထားတဲ့အတိုင်းပဲထူးခြားခဲ့ပါရဲ့ရှင်။ပွဲမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့ မင်္ဂလာညတာစာဝဲမှာဝိုင်းစုခိုင်တဲ့ကဆင်းမောတက်ပြီးတော့တချင်းစုဖျော်ဖြေခဲ့ပါရီအဲ့ချိန်မှာပရိသတ်တွေအားလုံးကတွေးလိုက်တာကတော့ဟင်းဝရံရဲ့ပြုံမှုပါပဲအဝိယာချစ်သူအားဝိုင်းစုခိုင်တဲ့တချင်းစုနေတဲ့ဆင်ဘက်ကိုတစ်ချက်လေးတောင်မှလေးမကြည့်ခဲ့ပါဘူးသူကသူ့ရဲ့ဇနီးချော်စုပြီးတစင်ရဲ့မျက်နှာလေးကိုပဲစိုက်ကြည့်ပြီးတော့တူထိုးစကားပြောလိုက်တဲ့ပျော်ရွှင်နေတဲ့ပုံစံမျိုးလုပ်ပြခဲ့တာပါဒါ့အပြင်ပရိသတ်တွေကနှမျိုးမြင်ပါရဲ့ရှင်အချို့ကတော့ဒါကဟင်းဝရံကသူ့ဇနီးတဲ့စုပြီးတစင်စိတ်မဆိုးအောင်ပြဿနာမရှာအောင်လိုက်တတိနေပြတာဖြစ်မယ်လို့ဆိုကြပါရီ အချို့ကတော့ဒါဝိုက်စုကန်တင်းကိုတမင်ရွှဲပြတာဂီးမဆိုင်ဘူးဆိုတာကိုပြကျင်လို့တမင်လုံးယူနေတာဖြစ်တယ်လို့ဝေဖန်ခဲ့ကြပါတယ်။ကဲဟင်းဝင်ရရဲ့ပြမှုကဒီဖြစ်ခဲ့ချိန်မှာဝိုက်စုကန်တင်းရဲ့တုံ့ပြန်မှုကတော့ပရိသတ်တွေစီကလက်ခုပ်တန်နေရှာသွားခဲ့ပါတယ်ရှင်။ဝိုက်စုကန်တင်းကပွဲတစ်လျှောက်လုံးမှာအခြားသောလူပညာရှင်မောင်နှမတွေလုတ်ဖော်ကန်ဘက်တွေအားလုံးဒီပါစီကိုတွားရောက်နှုတ်ဆက်စကားပြောရင်းနှီးနှီးပြပြောရွှေရွှေနေထိုင်ခဲ့ပေမယ့်ဟင်းဝင်ရနဲ့ဆိုပြတဲ့စင်တို့ထိုင်နေတဲ့စပွဲဘက်ကိုတော့လှည့်တောင်မှမကြည့်ခဲ့ပါဘူး။ သူတို့နှစ်ယောက်ကိုနည်းနည်းလေးမှဖက်မလို့ပဲလုံးဝချိန်မိုးပြီးတော့နေသွားကြတာပါရှင်။ဒါငါနင်တို့ကိုဂရုမစိုက်ဘူး။နင်တို့ဘာလို့လဲငါ့ဘော်တက်ရောက်မှုမရှိဘူးဆိုတာကိုပြဿနာမရှာပဲစကားလုံးမတုံးပဲပြုမှုနဲ့ပညာသားပါပါပြန်လေထုတ်ပြန်လိုက်တာပါပဲ။ဒါကြောင့်လေပရိသတ်တွေကဒါမှဝိုင်းစုဆိုပြီးတော့တော်တော်လေးအားရကျင်းနေနေကြတာဖြစ်ပါရဲ့။တကယ်တော့ဒီ၃ယောက်ရဲ့နောက်ခဲဇလန်းကလည်းပရိသတ်တွေတီးပြီးသားအတိုင်းရှုပ်ထွေးကြတာကိုဧဝရန်ဝိုင်းစုခိုင်သိန်းတို့ကချင်းကခိုးပြတဲ့အထိအယဲချစ်ခဲ့ကြပါပဲ။ ဟင်ဝေရဲ့မိဘတွေကဝိုင်းစုခံသိန်းကိုရီးစားများတယ်မိဘမချမ်းသာဘူးသူသားနဲ့နားရဲဆိုတဲ့အကြောင်းပြချက်တွေနဲ့အတင်းခွဲခဲ့ကြတာပါအကိုဟင်ဝေရကဆိုဖြစ်တဲ့စင်းနဲ့လက်ထပ်လိုက်ချိန်မှာလဲဟင်ဝေရဲ့ဖခင်ဦးဝင်းကိုကသူချွေးမတလျာဘလို့မျိုးယောက်ျားရင်းနဲ့ပတ်သက်မှုကင်းရှင်းကြောင်းဘာသာတရားဘလောက်လိုက်စားကြောင်းတွေကိုရှုရှုံးဝင်အောင်ချီကျူးကြတာတွေကဝိုင်းစုခံသိန်းကိုစောင်းပြောနေတာပါဆိုပြီးလူတွေကြောင်းမှာထင်ကျေးပေးမှုတွေရှိနေကြတာပါဒီလိုခြေနေတွေအားလုံးရဲ့လဲမှာခုလိုပွဲတော်ဝဲမှာထိတ်တိုက်တွေ့ပြီးဟွေဝင်ရန်ကရွေးပြ ဝိုင်းစုခိုင်တင်းကပြန်ချိန်မိုးခဲ့တဲ့ဖြစ်ပျက်ကတော့တကယ်ကိုမှဆက်ရှိမြင့်ဆုံးမြင့်ဝင်တစ်ခုပါပဲရှင်။ပြည်သက်ကြီးတို့ရောဟင်းဝေရနဲ့ဆိုဖီယာသင်းကိုလုံးဝဖက်မလို့ချိန်မိုးခဲ့တဲ့ဝိုင်းစုခိုင်တင်းရဲ့ပြစ်မှုပေါ်မှာဘယ်လိုမြင်ကြလဲရှင်။ဝိုင်းစုခိုင်တင်းရဲ့အစ်တကအကြောင်းနေကြောင်းဆိုဖီယာသင်းကဟင်းဝေရနဲ့ခီးထွက်ခွင့်မရှိကြောင်းပြောလာတဲ့ဆန်နီမြင့်လည်း ဆိုပြီးစဉ်ကဟင်းဝင်ရနဲ့ချစ်သူတက်တန်း6နှစ်ကျော်ရှိနေပြီဆိုပေမဲ့ပရောမာသွားခွင့်မရှိကြောင်းပြောလာတာကတော့ဆိုပြီးစဉ်အမဝန်ဝဲဖြစ်တဲ့ဆိုရောဆန်နီမြင့်လေးပါဒါနဲ့ဟင်းဝင်ရအတိတ်ကြောင့်ဆိုရမှာပါဒါကြောင့်လေဆိုရောဆန်နီမင်းကရီစာဘွားအတွင်ချိန်လေးများစွာလှလက်စွာသွားလာခွင့်မရကြတဲ့မြမလေးစူပြည့်စင်အောင်အိမ်အောင်ပြုတ်ပြင်းတော့လှလက်ခွင့်ရစေခြင်းနဲ့ဆိုပြီးတော့ဆူတောင်းပေးလိုက်တာဖြစ်ပါတယ်။ဒီဒီကဟင်းဝင်ရနဲ့စူပြည့်စင်ဟာချစ်သူတန်း6နှစ်ကျော်ရှိခဲ့ပေမယ့်ဒီ6နှစ်လုံးလုံးသူတို့နှစ်ယောက်ဘယ်ကောမှခေးထွက်ခွင့်မရှိခဲ့ဘူးဆိုပြီးပြောလာခဲ့ပါတယ်။ ။ချစ်သူတွေဖြစ်ပြီးတော့6နှစ်ကြာထီကို2ယောက်တည်းတည်တံခီးတော့ဝင်လုံးဝမရခဲ့ပါဘူးတဲ့။ကဲဘာလို့ဒီလောင်းထီကိုဖြစ်ရလဲ။အဓိကအကြောင်းရင်းနှစ်ခုပဲရှိပါတယ်ရှင်။ပထမအကြောင်းရင်းကတော့ဆုပ်ပြေစင်ရဲ့မိဘတွေဟာမူလကရင်ကစီကန်းလွန်ကြီးလို့ပါပဲ။ဒီဒီရဲ့ပြောရအောင်ဆုပ်ပြေစင်ဟာငယ်စဉ်ကတည်းကဘဲတော်တော်ပင်လာလာလှလက်ခွင့်မရှိခဲ့ပဲမိဘတွေကရန်ကိုတင်းကျပ်ခဲ့ပါတယ်တဲ့။လူတွေထင်ကြတာကတော့အခြားကြောင့်မဟုတ်ဘဲသူတို့သားဟင်းဝင်ရဲ့အတိတ်ကြောင့်ပါပဲရှင်။ဟုတ်ပါရင်ဟင်းဝင်ရဲ့အတိတ်ကဇလန်ဟောင်းကသူရဲ့လက်ရှိအခြေအပေါ်မှာတလောင်းတိကိုတန်ရောက်မှုရှိနေခဲ့တာပါ အားလုံးသိကြတဲ့အတိုင်းအတိတ်အချိန်မှာဟင်းဝင်ရံနဲ့ဆိုပြည့်စင်တို့ဟာအရင်ကိုချစ်ခင်ကြတဲ့ချစ်သူတွေဖြစ်ခင်ကြတာပေါ့ဒါပေမဲ့အဲ့တုန်းကဟင်းဝင်ရံမိဘတွေကဝိုင်းစခိုင်တဲ့ကိုဂုံမရှိဝင်မရှိဆိုတဲ့အကြောင်းပြချက်နဲ့သူတို့ရဲ့သားနဲ့လုံးဝသဘောမတူခဲ့ပါဘူးတဲ့အဲ့ဒီမှာဟင်းဝင်ရံနဲ့ဆိုပြည့်စင်တို့ကမိဘတွေသဘောမတူတာကိုအန်တုပြီးနှစ်ယောက်သားခိုးပြေးခဲ့ကြပါတယ်ရှင်ဒါပေမဲ့အဲ့လိုခိုးပြေးခဲ့တဲ့ဇလန်းဟာ happy ending နဲ့မဖြစ်ခဲ့ပါဘူး ဟင်းဝင်မိမာတွေကသူတို့ညကိုအတင်းချက်ပြန်ခွင်းခင်းကြပြီးတော့နောက်ဆုံးမှာတော့ဝိုင်းစုခံတဲ့ခင်ဗျာမှာအခြေလေးပြန်မိမာတွေရဲ့အတင်းချက်ခွဲတာကိုလည်းခံလိုက်ရပြီးအရန်ကုန်မှနင်နာခဲ့ရပါတယ်ရှင်။အဲ့ဒီကသမီးရှင်ဖြစ်တဲ့စုပြည့်စင်ရဲ့မိမာတွေအတွက်တော့အကြီးမားဆုံးသင်ခန်းစာနဲ့စိုးရိမ်စရာဖြစ်သွားခဲ့တာပါပဲ။ကိုသမီးနဲ့တွဲနေတဲ့ကောင်လေးကတိတ်မှမိမာတွေသဘောမတူလို့ခိုးပြစ်ခဲ့မှုနဲ့ချီရလိုက်ရရှိခဲ့မှုတွေဖြစ်တဲ့အတွက်စုပြည့်စင်ရဲ့မိမာတွေကဟင်းဝင်ကိုလုံးဝအလုပ်မပေးတော့ပါဘူး။သူတို့ညဘယ်တော့တော့မိမာတွေကနောက်ကနေလိုက်နေခဲ့တာပါ။ စစ်သက်တန်း6နှစ်လုံးလုံးနှစ်ယောက်တည်းလွတ်လပ်လပ်ရှိခွင့်မပေးခဲ့ပါဘူးဘလောက်ဖြစ်နေဆိုရင်တရုတ်ပြည်မှာ pre wedding ဓာတ်ပုံသွားရတဲ့တာမှာမိဘတွေကနောက်ကနေလိုက်ပြီးတော့သွားခင်ရတဲ့အထိပါပဲရှင်ခုတော့ဒီ6နှစ်တာစီကန်တေးချက်မှုတွေစောင့်ကြည့်မှုတွေအားလုံးပြီးဆုံးသွားခဲ့ပါပြီဟင်းဝင်ရနေစုပိစင်တို့ဟာတရားဝင်အကျဉ်းများတွေဖြစ်သွားကြပါပြီဒါကြောင့်အမဖြစ်သူစန်နီမြင့်လေဒီဒီကသူမရဲ့ညီမလေးအတွက်စူတောင်းစကားပြောခဲ့ပါတယ်ကြီးစားဘွားမှာလွတ်လပ်ခွင့်မရခဲ့တဲ့ညီမလေး အခုအိမ်အောင်ကြပြီးနောက်မှာတော့လင်းမြားနေဦးတဲ့ခီးဆောင်လွတ်လပ်စွာသွားနိုင်ကြပါစေအချိန်နဲ့တူတူဖြုံးနိုင်ပါစေဆိုပြီးတော့သူတို့နှစ်ယောက်တည်းလွတ်လပ်တဲ့အနာဂတ်ကိုဆူတောင်းပေးခဲ့ရမယ်ဖြစ်ပါရဲ့ရှင်ဂိမ်းပရိသတ်ကြီးတော်ကရောဟင်းဝင်ရဲ့အတိတ်ကခိုးပြေးခဲ့မှုတဲ့အကြောင်းကြောင့်ဆိုပေစဉ်ရဲ့မိဘတွေကဒီလောင်းထီကိုတင်းကျပ်ခင်တာကိုတင်းကျပ်လို့နေလို့မြင်ပါသလားဒါမှမဟုတ်တမင်းရှင်မိဘရဲ့မို့လို့ဒီလောက်တော့လုံးတင်နေလို့မြင်မိပါသလားရှင်မိမိတို့ရဲ့အမြင်ကိုပြောပြသွားကြပါဦး ချမ်းသာကျွားတဲ့တထင်းမကြီးဆိုပေမယ့်မွေးနေ့ဝေကိုဂုံပကာသနာမပါဘဲနဲ့ကျင်းပခဲ့တဲ့နေနာလိုက်အခြေအမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတလက်အခုချိန်မှာတော့ဇီကဘာတထင်းကြီးရဲ့ဇနီးထိတ်တန်းတထင်းမကြီးတူဖြစ်တဲ့ကယ်မီနေနာလိုက်ကတော့အခုဆိုရင်ကြီးကျူးခံနေရပါတယ်သူမကအခုဆိုရင်တော့အသက်50နှစ်ပြည့်သွားခဲ့ပါပြီဂျိုင်းမေဒီကပြောချင်တာကသူမရဲ့မွေးနေ့ကြောင်းတဲ့အဲ့မွေးနေ့ကိုဖျက်တမ်းခဲ့တဲ့သူမရဲ့စိတ်ဓာတ်နဲ့ခံယူချက်တောင်းပါပြီပရိသတ်ကြီးတို့သတိထားမိကြမယ်ထင်ပါတယ်ဒီနေ့ခေတ်ကြီးမှာလူတွေနည်းနည်းလေးချမ်းသာလာပြီးနည်းနည်းလေးစင်ပြေလာပြီဆိုတာနဲ့ အကျွမ်းတန်လာကြပါရည်။ကိုယ့်ရဲ့ချမ်းသာမှုကိုဆိုရှယ်မီဒီယာပေါ်မှာနီးလန်းပေါင်းစုံနဲ့ထုတ်ပေါ်ပြသကြပါရည်။ဝင်းနေဝဲတွေလူတန်းတွေမှာဘသူကဘလောက်တန်နေစိန်ကိုဝတ်တလေ။ဘယ်လက်ကန်အိတ်ကပိုးပြီးစည်းကြည့်တလေ။ဘသူကားကပိုးခင့်မိတလေဆိုတာကိုသူ့ထက်ငါအပြိုင်ပြသနေကြတဲ့ဂုံပကာသနာခေကြီးဖြစ်နေပါရဲ့ရှင်။ဒါပေမဲ့ဒီလိုပြိုင်ဆိုင်မှုတွေကြားထဲမှာတကယ်ထူးခြားစွာယက်တည်နေသူတယောက်ရှိပါရည်။အဲ့ဒါကတော့နန္နာလိုက်ပါပဲ။စဉ်းစားကြည့်ပါရှင်။နန္နာလိုက်ဆိုတာသူမကိုယ်တိုင်ကအနုပညာလောကမှာအောင်မြင်မှုထူးထည်ရခဲ့သူပါ။ နနာလိုင်းဖက်ရှင်ခေလူတောင်မှာချီခရရတီဩစာကြီးခဲ့သူပါသူမရဲ့ခင်မောကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်တရေကြီးတူဖြစ်တဲ့ဦးစီတီဟာပါပြောရရင်တော့သူမဟာကုန်ပကသနာပြင်ဝဲမှာသာဝင်ပြိုင်မယ်ဆိုရင်ဘယ်သူမှလိုက်မမိနိုင်တဲ့ထိတ်ဆုံးကနေရာရှိနေသူပါရှင်ဒါပေမဲ့သူမကအိမ်အောင်ကြပြီးတဲ့ကအဲ့လိုပကသနာတွေပြန်ဆိုင်မှုတွေကိုလုံးဝမမှန်မောတော့ပဲဘဝကိုအရန်ကိုမှရိုးရှင်းစွာနဲ့ဖြစ်တန်းနေတာကိုကျမတို့အားလုံးတွေ့မြင်ရမှာပါသူမရဲ့ဘဝပုံရိပ်တွေမှာတံမိုးကြီးလက်ဝတ်ရည်နာတွေအကောင်းစားဝင်စားတွေနဲ့ ကြွားလုံးလုပ်နေရတဲ့ဘာသာရေးသာသနာရေးလူတွေကိုစိတ်ရောကိုယ်ပါမြုပ်နယ်လောက်ကိုင်းနေတာကိုပဲအများဆုံးအတွေ့ရပါရဲ့ရှင်အလိုတန်းတွေ့သွားတဲ့အခါမှာအခြားတတိမာကြီးတွေလိုစိန်တွေကြောက်တွေဝက်ပြီးတော့အလှပြိုင်နေရမျိုးမဟုတ်ပဲဖြူစင်နဲ့ယောဂီဝတ်စုံလေးနဲ့ကြီးလင်းအေးချဲနဲ့မျက်နှာလေးနဲ့ပဲသူမကိုမြင်တွေ့ရမှာပါသူမရဲ့ပျော်ရွှင်မှုကအပြင်းပန်းဆောင်ရောက်နေမှရှိပါဘူးသူမရဲ့မိခင်ကြီးကိုလှုပ်ကြွေးပြုစုခွင့်ရနေတဲ့သူမရဲ့သမီးရတနာ၃ယောက်ကိုအကောင်ဆုံးပြုစုပြုထောင်နေတာဒီလိုမြတ်တာတရားရင်နဲ့ပြည်စုံတဲ့မိသားစုပွားလေးထဲမှာ သူမကအေးချမ်းစွာနေထိုင်နေတာပါရှင်အခုသူမရဲ့အသက်50နှစ်ပြည့်ဝန်းနေမှာလဲအခြားသူတွေကိုအကုန်ကြရမ်းများတဲ့လူတွေများကြီးခေါ်ပြီးတော့ကိုယ့်ရဲ့ချမ်းသာမှုကိုထုတ်ပြတဲ့ပါတီကြီးမျိုးအကျင့်ပါခဲ့ပါဘူးမိသားစုနဲ့တူဘာသာရေးငွေသက်တွေနဲ့ရန်ကုန်မှာတင်းငင်းအေးချမ်းစွာပဲဖြတ်တန်းခဲ့တာကြောင့်လူတွေဟာသူမရဲ့ဒီစိတ်ဓာတ်ကိုလေးစားပြီးတော့ချီးကျူးနေကြတာပါရှင်တကယ်တော့မြန်မာနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတန်ဝိုင်းထဲမှာနန္နလိုက်ပိုင်ဆိုင်ထားတဲ့ဒီလိုရိုးရှင်းမှုပကဒနာအမှန်မောမှုနဲ့ဘာသာတရားကိုင်းဆိုင်မှုတွေက အရန်ကိုလေးစားစရာကောင်းတဲ့စိတ်ထားပါပဲ။ဒါကြောင့်ချိုပရိသတ်တရားပြောနေကြသလိုပါပဲ။ထေတန်တတိမကြီးလို့ကိုယ့်ကိုယ်ခံယူထားတဲ့တော်တော်များကနှစ်နာလိုင်းရဲ့ဒီလိုမကြောက်ဝါတဲ့ရိုးရှင်းတတ်တဲ့စိတ်ဓာတ်ကိုအတူယူတင်ပါရဲ့ရှင်။ပရိသတ်ကြီးတော့ချမ်းသာပေမဲ့မကြောက်ဝါပဲနဲ့ဘဝကိုအေးချမ်းသာဖြတ်သန်းနေတဲ့နှစ်နာလိုင်းရဲ့စိတ်ဓာတ်လေးပေါ်မှာဘလိုမျိုးမြင်မိပါသလဲ။မိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါဦးရှင်။ ချစ်သူနဲ့လမ်းခွဲလိုက်ပြီးမှရင်ငါကျဲပုံမနှုပြူကလာလာလို့လူပြောများနေတယ်ပေါ်ပြီးစောစောအခြေအမှလမ်းခွဲလိုက်ရပြီးတဲ့နောက်ပိုင်းစိတ်တကြဝမ်းနေပြီးတော့ပုံပြဲပန်းပြဲဖြစ်သွားတာမျိုးမဟုတ်ပေအရင်ငါချက်တောင်မှပိုလာပတောက်ပနှုပြူနေတာမျိုးရှိတတ်ပါရီအခုဒီလိုဖြစ်နေလို့လူရီတန်တော်ကြီးကျူးနေရတာကတော့အစိုးရမလေးပေါ်ပြီးစောစောဖြစ်ပါရီတကယ်တော့ပေါ်ပြီးစောစောဆိုတာနှုပညာမှာထူးချွန်သလားအခြေအမှတော့အတော်လေးကံမကောင်းလို့ပရိသတ်တွေကသတ်မှတ်ထားကြသူပါရှင်ပထမဆုံးသူ့ရဲ့ကြီးမားဆုံးသဲကွဲမှုကြီးကတော့ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပါပဲ သူရဲ့ငယ်ချစ်ဦးဆိုတော့လမ်းပိုင်နဲ့လမ်းခွဲကြရတာပါပဲသူတို့နှစ်ယောက်ဆိုတာကဆယ်ကျော်သက်ရွယ်အန်ဒါဂရောင်းလောကမှာအတူတူရုန်းကန်ခဲ့ကြတဲ့အချိန်ကလေးက mainstream နိုင်ငံကျော်ဆိုတာဖြစ်လာတဲ့အချိန်73နှစ်လောက်ကြာအောင်လက်တွဲခဲ့ကြတဲ့ပရိသတ်တွေရဲ့အချစ်တော်ဆုံးတွဲကြီးဖြစ်ခဲ့တာပါဒါပေမဲ့ကြောင်မျိုးကြောင့်ဒီ73နှစ်ကြာဇလန်ကြီးကအဆုံးသက်သွားခဲ့ရပါတယ်။ဒီတဲခွဲမှုကြီးပြီးနောက်ဘော်ဘီဆော့ဆာတယောက်တည်းစင်ငယ်ဖြစ်ရည်နေရကနေနောက်တဲ့ချစ်တဲ့တစ်ခုကိုတွေ့ရှိခဲ့ပြန်ပါတယ်။အဲ့ဒါကတော့ DJ Max Robin ပါပဲ။သူတို့နှစ်ယောက်တွဲလာတာလေတနည်းကျော်နည်းနည်းနောက်နှီးပါရှိခဲ့ပါပြီ ပရိသတ်တရားလေးဘော်ဘီစောစာတယောက်ဘဝတက်မှာပျော်ရွှင်နေပြီဆိုပြီးတော့ဝမ်းသာနေခဲ့ကြတာပါ။ဒါပေမဲ့ကန်တရားကမျက်နှာသာမပေးခဲ့ပြန်ပါဘူး။လွန်ခဲ့တဲ့မကြာသေးခင်ကပဲကောင်းလေးဖြစ်သူ DJ Max Robin ကသူတို့နှစ်ယောက်လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းဆိုရှယ်မီဒီယာကနေတရားဝင်ကြေညာခဲ့ပါတယ်ရှင်။ဒါကြောင့်ဘော်ဘီစောစာခင်ဗျာငဲ့ချေဦးနဲ့ရောချစ်တဲ့နဲ့ပါအချီရင်တကာဇတိုက်ကဲမကောင်းဖြစ်ခဲ့တာပါ။ဒီလိုတွဲကဲမှုနှစ်ခုဆင့်လာတဲ့အခါမိန်းကလေးတယောက်အနေနဲ့စိတ်တကြပြီးကိုကိုဂေးမဆိုင်နိုင်မနဲ့ပုံပြတ်သွားနိုင်ပြီမိန်း။ဘော်ဘီစောစာကတော့အားလုံးရဲ့ထင်မြင်ချက်နဲ့ ဆန့်ကျင်ဘဲဖြစ်နေခဲ့ပါရဲ့ရှင်။ဒီမှာကခုလိုဒုတိယကျင်းလဲကွဲပြီးတဲ့နောက်မှာအရှင်ငါးထက်ပို့ပြီးတော့တောင်မှလာလာပြီးပို့ပြီးတော့နုပြသွားတယ်ဆိုပြီးတော့လူတွေကြားမှာရေပန်းစားနေတာပါ။ဒီမှာကကိုကိုချိန်ပေးပြီးတော့အကောင်းဆုံးပြန်လဲတိဆောက်ခဲ့ပုံရှားပါရဲ့။စင်ကလေးမှပို့ပြီးတော့ပျော်ရှင်တက်ကြနေပြီးဒီမရေလာပါကပို့ပြီးတော့တောင်မှဂလိုးနေပါရဲ့။ဒီလာတရားကိုဘယ်မှာထိရှားဆုံးတွေ့ရလဲဆိုတော့အလက်တော်ကျင်းပါခဲ့တဲ့နမေကြီးပရိုဂျူဆာကိုရွှေမန်းရဲ့မင်္ဂလာအိတ်ခံပွဲကြီးမှာပါပဲရှင်။ဒီပွဲကိုတက်ရောက်လာတဲ့ဘော်ဘီဆော်ဆာရဲ့ပုံစံက ပရိသတ်ကိုတော်လေးအားသိစေခဲ့ပါရီ။ဒီမှာကရန်ကုန်မှာကြက်တည်ရရှိတဲ့မြန်မာဝစ်စုံလေးနဲ့တတိယငယ်ရိုးရှိရှိလေးနဲ့အရန်ကုန်မှာချစ်စရာကောင်းနေကြတာပါရှင်။အခြေအမှကံမကောင်းခဲ့ပေမယ့်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်မြင့်တင်ပြီးအရင်ကတည်းကပိုလာပိုနုပြိုအောင်နေပြနိုင်ခဲ့တဲ့ဘော်ဘီဆော့ဆာရဲ့ပုံစံကတော့မိကလေးတွေအားလုံးတွေအတူယူစရာတခုပါပဲ။ပရိသတ်ကြီးတို့ရောချစ်ရဲတွေလမ်းခွဲပြီးမှအရင်ကတည်းကပိုပိုလှပတောက်ပြောင်လာတဲ့ဘော်ဘီဆော့ဆာနဲ့အခုလက်ရှိပုံစံလေးကိုသဘောကျရဲ့လား။ဒီမှာကိုရွှေမဲမင်္ဂလာဘွဲက ညီမဝိတ်စုံလေးနဲ့လိုက်ဖက်နေတယ်လို့ရောထင်မြင်မိပါသလားလွန်ပိုင်နေနေဘော်ဘီဆော့ဆာကိုမရလို့နှမျောနေမလားကိုမက်မာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်လူရင်းမတုံးတဲ့ boss kind ရဲ့အိတ်နဲ့ fashion ပစ္စည်းတွေဖန်ပြီးခါလက်မှုပညာနဲ့သားသမီးတွေကိုကြောင်းထားနိုင်တဲ့မတည်တာထုံဒီကနေ့မှာတော့အားလုံးမိတ်ဆက်ပေးခြင်းနဲ့လေးစားစရာအကောင်းနဲ့အမျိုးသမီးတယောက်အကြောင်းကိုပြောပြပေးခြင်းပါတယ်ရှင် အားလုံးဥပိန္ဒနာကိုတော့ရောက်ဖို့ကြမှာပါဒီတနာ့မှာမတရားပစ္စည်းလေးတွေလက်ဆောင်ပစ္စည်းလေးရောင်းချနေတဲ့ဈေးတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီဈေးတွေတွေထဲမှာထူးခြားတဲ့လက်မပညာရှင်တယောက်ရှိနေပါတယ်သူရဲ့ဆိုင်တိတိလေးကရှိကဖြတ်သွားပြီးလှပသေးတယ်လို့နဲ့လက်ကင်အင်းလေးတွေဖန်စီပစ္စည်းလေးတွေတွေ့ရမှာပါဒီကလေးတွေကဘာနဲ့လုပ်ထားလဲလို့ထင်ပါလိမ့် plastic စေတွေမဟုတ်ပါဘူးဒါဟာလူတွေမှုမဲမဲမဲလွတ်ပြစ်တတ်ကြတဲ့တမောင်မောင်ရတဲ့ boss kind ဒီအစီတိတိလေးတွေကိုပြုတ်လုပ်ထားပါတယ်ဒီလက်ရည်ရဲ့ပိုင်ရှင်ကတော့ anti မတိတာထုံးပါပဲ game ဒီမော့စကိုင်းစီလေးတွေကနေတလောင်းလာတဲ့အိတ်ကလေးလက်ကောက်တကွင်းဖြစ်လာဘလောက်တောင်ခက်ခဲမယ်လို့ထင်ပါလိမ့်ဒါအုံဖွားဆိုပြီးဖြစ်လာတာလုံးဝမဟုတ်ပါဘူးနော်အဲ့ဒီမက်တီနာထုံးပြပြတာကတော့အဲ့ဒီစီလေးတွေကိုအရင်ဆုံးပြုတ်ရပါတယ်ပြီးရင်အရေးခံလိုချင်တဲ့အကြောင်းလေးတွေစိုးရတယ်အဲ့လိုဝင်လာတော့ဒီကအခက်ခဲဆုံးအဆင့်ကိုရောက်ပါပြီဒါကတော့ဒီသေးသေးလေးတွေဖြစ်တဲ့အစစ်တစစ်ချင်းစီကိုအဲ့နဲ့အချီသုံးပြီးတော့ပုံစံပေါ်လာအောင်တလုံးချင်းစီတစ်စိချင်းစိတ်ရှင်လက်ရှိထိုးရတာပါပဲပြည်သူကြီးစဉ်းစားကြည့်ပါ လက်တလုံးစာတော့မရှိတဲ့အစိတ်လေးတွေကိုဒစိချင်းစီကောင်းဒစိချင်းထိုးပြီးတော့အိတ်တလုံးပုံစံဖြစ်လာအောင်ပုံဖွာရပါလက်တွေဘလောက်တောင်နာကျင်လိုက်မလဲညစီဘလောက်တောင်အားဆိုင်လိုက်ရမလဲအဲ့လိုနဲ့အိတ်ပုံစံတွေလက်ကောင်နှကန်းဆွဲကြိုတော်ချင်းစတိုးပုံစံမျိုးစုံကိုသူမကဖန်တီးခဲ့ပါတယ်အိတ်လုံးပြီးပြီဆိုရင်အကျန်းတွေထိုးပြီးတာနဲ့နေလန်းနေရသေးတယ်ပြီးမှအုံးစီတုပ်ပြီးတော့ကြားရှိခံအောင်လုပ်ရတာမလို့အစစ်စစ်အယမ်းကိုများပါတယ်ဒါပေမဲ့ခုခေတ်ဒီလောက်တောင်လက်ဝင်အနုစိတ်တဲ့ပြင်ပန်းရတဲ့လူကိုဘယ်သူတွေကလုံးချင်တော့မလဲ ဟုတ်ပါတယ်အနီမက်တီနာထုံးတို့ရောမှာအရင်ကဒီလက်မှုပညာကိုတရားလုံးလေးပါလောက်ကြပါမယ်အခုတော့ဘယ်သူမှမလုပ်ကြတော့ပါဘူးဘာလို့လဲဆိုတော့ဒီလောက်ကပေးရတဲ့အချိန်နဲ့ပြန်ရတဲ့ဝင်ငွေကလုံးဝမမျှတလို့ပါပဲတနေ့လုံးတင်အောင်ထုံးမှာ9000ကျန်းရဖို့တော့မသိကြဘူးဒါကြောင့်တခြားလူတွေကပို့ပြီးတော့ဝင်ဝင်ရမယ်ပိန်ရန်လုပ်ကိုတခြားလူတွေကိုပြောင်းလုပ်ကြပါတယ်။ဒါပေမဲ့အနီမက်တီရာထုံးကတော့ဒီလက်မှုပညာကိုမဆုံးလုပ်ခဲ့ဘူး။သူရဲ့ပစ္စည်းတွေဈေးမများပါဘူး။တောကြီးလေးတွေဆိုရင်တစ်ခုမှတစ်ထောင်ပါ အဲ့လေးတွေကတော့ပုံစံအရင်စားလိုက်ပြီးတော့9000 8000တထောင်ခွဲလောက်ပဲရှိပါတယ်ဒါပေမဲ့ဒါဝယ်မယ်သူကရှားပါတယ်ဒီကအပြင်တော့နိုင်ငံသားဧည့်သည်တွေကိုပဲအဓိကရောင်းရတာပေါ့တရက်ကတထောင်ချက်ပို့တော့ရောင်းရဖို့တော့မနေရုံးကန်နေရတာဖြစ်ပါတယ်ဒီလောက်ဝင်ဝင်တဲ့အလုပ်ကိုဘာလို့သူကဆက်လုပ်နေရလဲကျောင်းရင်းကတော့ဒီလက်မှုပညာပေါ်သူတန်ဖိုးထားလို့ပါပဲမျက်နှာလို့ပါပဲပြီးတော့ဒီလောက်ကနေရတဲ့ဝင်ဝင်လေးနဲ့သူရဲ့သားသမီးတွေကိုပညာနဲ့ပြည့်အောင်ကျောင်းထားပေးနိုင်ရဲ့လို့ပေါ့ဟုတ်ပါတယ်ဒီ boss guy စီလီနေထိုးရင်ရောင်းရင်နဲ့ သူ့ရဲ့သားကြီးဆုံးကိုခုတက္ကသိုလ်ဒုတိယနှစ်ကိုရောက်နေပါပြီ။သားငယ်လေးကတော့ဆယ်တန်းကျောင်းသားကြီးဖြစ်နေပြီပေါ့။သူတို့ကတော့ဒီလက်မပညာသူ့မိသားစုဘဝကိုထပ်ပံပေးခဲ့တဲ့ကျေးဇူးရှင်ပါပဲ။ဒါကြောင့်လည်းဒီပညာရေးမတိမ်ကောသွားအောင်ပြည်စလင်မလုပ်ဖဲမြမလက်မှုပညာဖြစ်နေဂုံယူနိုင်အောင်တည်တည်ချာချာဆက်လက်လုပ်ကင်နေတာပါ။နိုင်ငံသားတွေကသူ့လက်ရာတွေကိုကင်ကြည့်ပြီးကြိုက်တယ်လို့ပြောရရင်ပဲသူကပင်ပန်းထားခဲ့ကြတွေပျောက်သွားပါတယ်။အခုချိန်မှာတော့အန်ဒီမက်တီနာထုံးလုံးဝင်ဝင်နေပါပဲကိုယ့်ရဲ့ရိုးရာလက်မှုပညာကိုတန်ဖိုးထားပြီးဇလတ်ရည်တည်နေတဲ့သူတွေအရန်ကိုရှားပါတော့ပါပြီနော်။ ပရိသတ်ကြီးတို့ကရောလူရင်းလွတ်မြောက်တဲ့အစ်စ်လေးတွေကနေဘဝကိုတည်ဆောက်ပြီးသားသမီးတွေကိုပညာတတ်ဖြစ်အောင်ကြိုးစားခဲ့တဲ့အန်ဒီမက်တီရာထွန်းရဲ့ကြိုးစားမှုပေါ်မှာဘယ်လိုမြင်မိပါသလဲ။ comment မှာအခုရဲ့မြင်လေးကိုဝင့်မြပေးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။